မင်္ဂလာပါဗီဒါချိုက channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခုတစ်ခေါက်ဖတ်ပြမယ့်စာအုပ်ကလေးကတော့ဆရာကြီးရွှေဦးတောင်းရဲ့ plain song blue ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ် plain song blue မန္တလေးမြို့စိန်မန်းရက်ွက်တွင် မောင်ပေါတူးအမည်ရှိ ဖောင်ကြိုသမားတစ်ယောက်ရှိ၏မောင်ပေါတူးသည်လှေဖြင့်၎င်းဖောင်ဖြင့်၎င်းအထက်မြညာကသာနယ်မှ ရန်ကုန်မြို့အထိမြေရိုးတစ်လျှောက်အနှံ့အပြားရောက်ဖူးသူတစ်ယောက်ဖြစ်၍ ၎င်းရက်ွက်ရှိလူငယ်များဒေသန္တရဗဟုသုတအကြောင်းများကိုဖြန့်ပြူးဝေငှလေးရှိ၏။မောင်ပေါတုမှလူမျိုးကြီးတယောက်ဖြစ်၍ညနေခင်းအချိန်မှညအချိန်တိုင်အောင်၎င်း၏နေအိမ်တွင်ကာလာသားများလဖေးချံဝိုင်းဖွဲ့လေးရှိ၏။တနေ့တစ်နေ့မောင်ပေါတုသည်မြမပြီကိုအနှံ့အပြားလှဲ့လေကြီးရှုလိုသောစိတ်ဖြစ်ပေါ်လာသည်နှင့်တငယ်ချင်းမိတ်ဆွေများကိုနှုတ်ဆက်ပြီးလျင်အဲ့ရတလိပ်ဖာတလုံးနှင့်ငွေကလေး340ကိုအိတ်တွင်ထည့်၍အိမ်မှထွက်လာခဲ့၏။မြစ်စိတ်သို့ရောက်သောအခါ အောက်ရက်သို့ဆုံမိဖောင်တစင်းနှင့်အခန့်သင့်တွေ့သဖြင့်မောင်ပေါတူးသည်ဝိုင်းလုံးဝိုင်းစားအဖြစ်နှင့်အဖိုးအခမရှိဘဲလိုက်လာခဲ့လေ၏မြင်းကြံမျိုးသို့ဆက်ရောက်သောအခါမောင်ပေါတူးသည်မြို့ပေါ်သို့တက်၍ရောက်တက်ရာရာလှည့်လည်လာခဲ့ရာကုန်းမြင့်ကလေးတစ်ခုသို့ရောက်သည်တွင် အလွန်ခမ်းနားတင့်တယ်စွာဆောက်လုပ်ထားသည့်အိမ်ကြီးတစ်လုံးကိုတွေ့မြင်ရလေ၏ပေါတူးသည်ဝင်းပေါင်းအနီးမှရက်တန့်၍အိမ်ကြီးတိုက်မြိုက်ခန့်ထည်ခြင်းကိုကြည့်ရှုချီးမွမ်းလျက်ရှိစဉ် အင်ကြီးအထက်ထက်ပရင်ပေါင်းမှမိမိအားစိုက်ငေးကကြည်နေသော လူကြီးတယောက်နှင့်မျက်နှချင်းဆိုင်မိကြလေ၏လူကြီးသည်ပေါတူးနှင့်မျက်နှချင်းဆိုင်မိရာမှ ပြုံးရည်၍ပေါတူးအားအိမ်တွင်းသို့လက်ရက်ခေါငင်လေရာပေါတူးလည်းအံ့ဩစွာနှင့်အိမ်တွင်းသို့ဝင်သွားလေ၏ဧကန်း၌ထိုင်မိကြသောအခါလူကြီးသည်စကားမပြောသေးဘဲပေါတူး၏မျက်နှာကိုကြည့်ကတပြင်းချလျက်ရှိ၏ပေါတူးကမူငါ၌၎င်းအိမ်မျိုးရှိခဲ့လျင် တနေ့လုံးပျော်၍မဆုံးနိုင်မီမဟုတ်ဟုစိတ်ကူးမိသည်နှင့်ထိုလူကြီးသပြင်းချခြင်းကိုအလွန်အံ့ဩစွာနှင့်ငေးကြည့်နေလေ၏ထိုအခါလူကြီးသည်၎င်း၏အကြံကိုသိဟန်နှင့်မောင်ဒီအိမ်ကြီးမျိုးလိုချင်သလားလိုချင်ပြီလားခမညာမောင်မောင်ငွေဘယ်လောက်ပါသလဲအစိတ်လောက်ပါပါတယ်နေတကူမောင်ရဲ့နို့ပေမဲ့တက်နိုင်ဦးလေဒီလိုမောင်ရဲ့ဟာဒီပလင်းကိုငွေစိတ်နဲ့ကြုတ်ရောင်းမယ်ဒီပလင်းကိုမောင်းဝင်ဒီအိမ်တွင်မကဘူးလူချင်းတဲ့ပစ္စည်းတွေအားလုံးရနိုင်တယ် လူချင်းတာတောင့်တလိုက်ရင်ရတာပဲဟုပြော၍ပလင်းတလုံးကိုထုတ်ပြလေ၏ပေါတူးသည်ပလင်းကိုကင်ကြည့်ရာပလင်းမှာလဲပင်းရှိရှိထိတ်ဝချင်းချင်းအဖြူရောင်ရှိတော်လဲအတွင်းဘက်၌တက်တန်ကဲ့သို့အယောင်မျိုးစုံကွန်မြူးလျက်ရှိသည်ကိုတွေ့မြင်ရလေ၏လူကြီးသည်မယုံဟန်ရှိသော ပေါတူး၏လက်မှပလင်းကိုလှမ်းယူ၍တမန်တလင်းပေါ်၌ပေါက်၍ပြရာပလင်းသည်မကွဲပဲကြက်ပေါင်ကဲ့သို့ခုန်တက်လာလေ၏၎င်းနောက်လူကြီးကဒီပလင်းထဲမှာဘလူးတစ်ကောင်ရှိတယ် ဒီပလင်းရှင်ဟာဘလူးကိုခိုင်းကျင်တာခိုင်းနိုင်တယ်။အိမ်ကြိုက်ကြိုက်ငွေလိုချင်လိုချင်ဘာမဆိုလိုချင်တာတောင့်တလိုက်ရင်သူရအောင်လုပ်ပေးတာပဲ။ဟိုတော့ကဥအောင်ဇေယဟာဒီပလင်းနဲ့ရှင်ဘရင်ဖြစ်ပြီးယူရီးယားထိုင်းကိုနိုင်တာပဲ။ဒီပလင်းအစွမ်းမဲ။ပလင်းလက်လက်ကလွတ်ကြော်သူလဲကန်ကုန်ရော။ဒီနောက်ဥပေါ်ဦးလဲဒီပလင်းမဲ။မြန်မာမင်းလက်ထက်ကမြို့ဝင်ဘိုင်းဆက်လဲဒီပလင်းတကူပဲ။ဒါနဲ့မြခမရောင်းကျင်ရသလားဗျာ။ ။ရောင်းညင်ဆိုဒီလိုမောင်ရဲ့ကျုပ်လည်းကြီးပြီ။ဒီပလင်းကအသက်ရှည်အောင်တခုတော့ तू မတက်နိုင်ဘူး။ကျုပ်လိုချင်တာတွေလည်းအားလုံးရကုန်ပြီ။သို့တော်တခုတော့ကျုပ်ဖွင့်ပြောရမယ်။ဒီပလင်းကိုမရောင်းမဲနဲ့လက်ထဲမှာထားရင်တည်သွားခဲ့လို့ရှိရင်ပလင်းဆောင်ဘလူးကကျွတ်ပြီးပလင်းရှင်ကပလင်းဆောင်ဘလူးဖြစ်ရမယ်။ဒီတော့ကဘလို့လို့ရမလဲဆိုတော့အရွယ်ကောင်းတော့မှဒီပလင်းတကိုးနဲ့စီစိန်ခန်းကြီးပြင်းလာလို့သေကန်ပြီးတော့ရောင်းပြစ်လိုက်တာပေါ့မောင်ရဲ့။ခမညာတာမဟုတ်ဘူးနော်။ ပေးခြင်းနဲ့သစ္စာပေးပါမောင်ရယ်။ကိုင်ဒါဖြင့်ကျွန်တော်စုံစမ်းကြည့်မယ်ဟုပြော၍ငွေ25ကျပ်ကိုလူကြီးအားပေးပြီးလျင်ပလင်းကိုလှမ်းယူ၍ပလင်းဆောင်ဘလူးငါငွေ25ကျပ်ငါပြန်ယူပေးဟုပြောလိုက်သည့်နှင့်တပြိုင်နက်ပေါတူ၏အင်ကြီးအိတ်ထဲတွင်ငွေ25ကျပ်ရောင်မြဲတန်းရောက်နေလေ၏။နေရာကျလိုက်လေဗျာ။ဒါထက်ပြန်ရောင်းခြင်းတော့ဘလူးရောင်းအောင်မှာလဲ။ကိုပေးဝယ်ထားတဲ့အဖို့ထက်လျှော့ပြီးရောင်းရတယ်။ကိုင်ကျုပ်တော့ဝစ်ကျွတ်သွားပြီ။မောင်သွားပြီတော့သွားပြီတော့ဟုပြောပြောဆိုဆိုမောင်းထုတ်လိုက်လေ၏။ ပေါတူးသည်အံ့ဩခြင်းဝမ်းသာခြင်းယုံမှခြင်းတို့ရောဆက်လျက်ရှိသောစိတ်ဖြင့်လမ်းပေါ်သို့လျှောက်လာရာစမ်းသက်လိုသောသဘောနှင့်လွယ်ဤထဲမှပလင်းကိုထုတ်၍လမ်းမရှိရေမြောင်းတစ်ခုတွင်ချထားခဲ့လေ၏ပေါတူးသည်လမ်းခွေးသို့ရောက်သည်နှင့်တပြိုင်နက်လွယ်ဤသည်ရုတ်တရက်လေးလာ၍စမ်းကြည့်ရာ ပလင်းကိုတွေ့ရလေ၏အင်းဟုတ်တုတ်တုတ်ပဲဟုစဉ်းစားမိ၏ပေါတူးသည်ဖောင်သို့ပြန်ရောက်သောအခါဆက်လက်၍လိုက်တော်ရန်အကြံမရှိသည်နှင့်အဲ့ရလေးနှင့်တကောက်ဖာလေးကိုဖောင်ပေါ်မှယူလာခဲ့လေ၏၎င်းနောက် မန္တလေးသို့ဆန်သောကုရုသင်္ဘောဝသို့တက်၍တညာလုံးစိတ်ကူးရင်နေရာနောက်ဆုံး၌မန္တလေးမြို့ခေါမိန်စိတ်ကန်းအနီးတွင်အိမ်ကြီးတဆောင်ရလိုသောဆူတောင်းဖြင့်အိပ်ပျော်ခြင်းသို့ရောက်လေ၏မန္တလေးသို့ရောက်သည့်နေ့တစ်ပိုင်းနှင့်သင်္ဘောစိတ်တွင်မိတ်ဆွေတစ်ယောက်နှင့်တွေ့၍ပေါတူး၏အကိုမကြီးတူကလေးနှင့်တူမကလေးတို့မှဂျပန်ညကပင်လေကြီးမိုးကြီးကြခြင်းကြောင့်တစ်ပင်ပြီး၍တည်ဆုံးပြီးဖြစ်ကြောင်းနှင့်ခရီးရောက်မဆိုင်ပြောပြလေ၏ပေါတူး၏အကိုမှဥစ္စာပစ္စည်းအသင့်အတင့်အပြင် မြေကမ်းမရဲ့အနီး၌မြေယာကွက်လက်တစ်ခုလည်းရှိရာပေါတုပင်အမွေဆက်ခံရလေ၏ပေါတုအိမ်ဆောက်ရန်စိတ်ကူးထားသောနေရာမှာလည်း၎င်းမြေကွက်မျိုးဝင်ဖြစ်၏နောက်တနေ့တွင် ပေါတုသည်အိမ်ယာမှထ၍လဖက်ရည်တောက်နေ၏အာဂျင်ဂျင်းနှင်းတဆောင်ရောက်လာရာစာအိတ်ကို ဖောက်၍အင်္ဂလိပ်စာတက်သူတယောက်အားပြသောအခါတွင်ရန်ကုန်စိန်လေကြားထိပထမဆုပေါကြောင်းသိရှိရလေ၏ငွေတသိန်းကျော်စုရရန်ရှိသောကြောင့်ပေါတုသည်မိတ်ဆွေတယောက်ကိုခေါ်၍ အိမ်ဆောင်မြေအကျန်နှင့်အင်ဂျင်နီယာထံသွားကြရာအင်ဂျင်နီယာသည် အစဉ်သင့်ရေးဆွဲထားသောအိမ်ပုံစံတစ်ခုကိုထုတ်ပြလေ၏ပေါတူးသည်ပုံစံကိုကြည့်လိုက်သည်နှင့်တပြိုင်နက်မိမိစိတ်ကူးထားသောပုံစံနှင့်တသွေးမတိန်တူညီနေသည်ကိုတွေ့လျက်က၎င်းတိုင်းဆောက်လုပ်ရန်သဘောတူညီလေ၏စွန့်ဝေထုတ်ယူပြီးသောအခါပေါတူးသည်အင်ဂျင်နီယာကူညီဖြင့်အိမ်တလုံးဆောက်လျက်မကြာမီတွင်ပြီးစီးသည်နှင့်မိမိစူတောင်းပြည့်ပေပြီဟုအားရဝမ်းသာဖြစ်လေ၏ ပေါတူးသည်အိမ်ကြီးနှင့်လိုက်ရောအောင်ဆန်းနရစသောအိမ်အောင်ပစ္စည်းများကိုဝယ်ချမ်း၍အစေခံအမြောက်အများနှင့်တကွပျော်ရွှင်စွာနေထိုင်လေ၏။တနေ့တစ်နေ့ပေါတူးသည်နေရအတန်ကြာမေ့လျော့နေသောပလင်းကိုရုတ်တရက်သတိရလာ၍ဗီဒိုထဲမှထုတ်ယူပြီးလျင်ဧကန်းတွင်တယောက်ထဲထိုင်လျက်လှန်လှော့ကြည့်ရှုနေလေ၏။ရင်းသို့ရှိစဉ်ပလင်းထဲ၌နေသည်ဆိုသောဘလူးကိုမြင်လိုသောဆန္ဒဖြစ်ပေါ်လာရကားတင့်လျော်ပါမည်လို့ဟုတွေးတောနေလေ၏။ နောက်ဆုံး၌မြည်တို့ပင်ဖြစ်ရစီမြင်ရမှကျေနပ်နိုင်မည်ဟုသောစိတ်မျိုးဖြစ်ပေါ်လာ၏။အိုဘလင်းဆောင်ဘလူးမင်းကောင်ကမြင်လို့သည် ခုချက်ချင်းပြလို့ဟုနှုတ်မှဆိုလိုက်၏။နောက်တခဏ၌ဘလူးသည်ပလင်းပေါက်မှဥကောင်းပြူ၍မိမိမျက်နှာကို ပေါက်တူးအပ်ပြလိုက်ရာပေါက်တူးမှထိုနေ့မှစ၍ထမင်းမစားနိုင်တော့ချေ။တို့ရရင်ငယ်ရွယ်သေးသူဖြစ်သည့်အလျောက်ရန်နေငယ်တွင်တွင်တဖြည်းဖြည်းစိတ်သက်သာရာရလာ၍ပေါက်တူးသည်ရှေးကကဲ့သို့ပင်ပျော်ရွှင်စွာနေထိုင်နိုင်ပြန်လေ၏။ တနေ့တနေ့ပေါက်ဒူးစီမြေကမ်းမတလျှောက်လမ်းလျှောက်နေစဉ်ရုပ်ရည်ချုံမောလာပသောတငယ်မတယောက်နှင့်တွေ့၍ချစ်တင်းနီနောယာမသမီးဤစားပွားသို့ရောက်ပြီးလျှင်တငယ်မ၏ဖခင်သဘောတူညီချက်ရသည်နှင့်မကြမီတွင်လက်ထပ်မင်္ဂလာဆောင်နှင်းကြလေ၏ပေါက်ဒူးစီထုံညံ့အယံမဝင်ခင် ရေချိုးကန်းသို့ဝင်၍မိမိကိုယ်ကိုကိုလုံးပေါ်မှန်တွင် ကြီးလိုက်မိရာ ရုတ်တရက်မျက်နှာပြတ်သွားလေ၏ထို့နောက်မှန်ဤသို့ချီးကပ်၍သေချာစွာကြည့်ရှုပြန်ရာ လက်ရဘက်ပေါင်းတွင်အနီးကွက်ကလေးတစ်ခုကိုထင်ရှားစွာတွေ့မြင်ရလေ၏မျက်နာပြက်ရခြင်းအကြောင်းမှာအချို့သောနူနာဆွဲကပ်သူတို့သည်မျက်နာပေါင်စသည်တို့တွင်ရှေးဥစွာအကွက်ကလေးများပေါ်လာတတ်သဖြင့်မိမိမှလည်းနူရကြေတော့မည်ဟုမှတ်ထင်မိသောကြောင့်ပေသည်ပထမ၌ပေါတူးသည်မိမိမယမဖွားရင်ကိုချစ်ခင်လာသည့်အတွက်ကြောင့်၎င်းအားယောဂမကူးဆက်နိုင်စေခြင်းကကျင်လင်များဖြစ်သို့မရောက်သေးမီကပေါင်းသင်းဆက်ဆံခြင်းမပြုတော့ဘဲကွာရှင်းတော့အံ့ဟုအကြံဖြစ်ပေါ်လေ၏ လွန်တရာချိတ်ချိုင်လာသောမိမတယောက်ဖြစ်သည့်အတွက်ကြောင့်ထိုကဲ့သို့ပြုရန်လည်းမလွယ်ကူလာကြည်။သို့ဖြစ်၍စိတ်ထဲ၌ချီတုံချတုံဖြစ်နေစဉ်ပလင်းကိုသတိရသည်နှင့်အဝတ်များကိုတဖန်ဝတ်ဆင်ပြီးနောက်ပလင်းကိုယူခဲ့၍ရေချိုးကန်းသို့ဝင်ပြန်လေ၏။၎င်းနောက်ပေါတူးကဟဲပလင်းဆောင်ဘလူးငါ့ကို၌ဆွဲကပ်နေသောနူနာယောဂါကိုယခုချက်ချင်းပြောက်ခင်းအောင်လှုပ်ပေးလော့ဟုအမိန်ပေးလိုက်၏။နောက်တခဏ၌ပေါတူးသည်မိမိပေါင်ကိုမှန်ထဲတွင်ပြန်ကြည့်ရာ အဆုံးအကွက်လျင်းမရှိတော့ဘဲချုံမော့တန့်ရှင်းစွာရှိနေလေ၏ပထမ၌ပေါတူးစီအတိုင်းမသိအောင်ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့၏တို့ရရင်ပလင်း၏အံအဝဲကောင်းလာသောတကူတက်တီကိုဆက်လက်၍စဉ်းစားမိရတွင်ပလင်းကိုမယောင်းစားပြစ်ပဲလက်ထဲတွင်ထား၍သေဆုံးသွားပါကအဝီစီငရဲ၌ခံရမိဘေးတို့ကိုကွင်းကွင်းကွက်ကွက်ပေါ်လာလေ၏ပေါတူး၏မျက်စီထဲဒေအိုးကြီးများထဲတွင်ထည့်၍ကြောခံရခြင်းဥကောင်းကိုလွှတ်နှင့်ဖြတ်ခြင်းစသောဝေဒနာခံစားခြင်းမျိုးတို့ကို မုတ်တီဟင်းကဲ့သို့အကွင်းကွင်းကြီးမြင်လာလေတော့ဤမြင်လာသည့်အလျောက်လဲစိတ်ထဲ၌ပူဆွေးဒုက္ခရောက်နေဤတို့ရာတွင်ရေချိုးပြီးနောက်မင်္ဂလာဆောင်ခန်းဝအနီး၌စောင့်နေသည့်ရုပ်ရည်ချုံမောလာပါသောမဖွားရင်ကိုမြင်လိုက်ရသည်တွင်ပူပန်သောစိတ်ကူးများပျောက်သွား၍မင်္ဂလာဆောင်ငါစပထမညင်း၌ကြုံတွေ့ရသောသူတို့သားသူတို့သမီးတို့ဤထုံးစံအတိုင်းပျော်ရွှင်သောစိတ်အာရုံဘက်သို့ပါသွားလေ၏လက်ထပ်ပြီးကားစားတလားခန့်မြသောအချိန်သည် သူတို့သားသူတို့သမီးတို့အတွက်မိုးမမြင်လေးမမြင်ပျော်ရွှင်ကြသောအချိန်မီတည်းလူလောကကြီးတစ်ခုလုံးသည်ဓာတ်ပုံကဲ့သို့အယောင်အဆင်းမရှိဘဲမွဲချောက်ချောက်သာတွေ့မြင်နိုင်သော လူများအတွက်ပင်လျင်ဆေးရောင်ဆုံးချဲလဲထားသောကားကဲ့သို့ဆူဆူဖက်ဖက်စိမ့်စိမ့်လဲလဲဖြစ်လာလေ၏တလအချိန်ကျော်လွန်လတ်သောပေါတူးမှာပျော်ရွှင်သောစိတ်အာရုံများတဖြည်းဖြည်းလျော့သွား၍ဒေဝကြီးများမိတော်မိလျံများဒါလှန်လက်နက်များဖြင့်အစပြုလာလေ၏ ထိုချိန်မှစ၍ပေါတူးသည်ပြုံးချင်းရည်ချင်းတေးဆိုချင်းစသောအပြုမူများတဖြည်းဖြည်းရောပား၍နောက်ဆုံး၌တမန်မန်တထွေထွေငေးနေလေရှိတော်၏မဖွားရင်သည်မိမိယောက်ျား၏မိုင်ငေးတွေဝေသောအမူအရာကိုမြင်ရသောအခါမိမိအားသဘောမကျသောအကြောင်းအရာတစ်စုံတစ်ခုရှိ၍သာဖြစ်ရမည်ဟုတွေးတော်၍ရံဖန်ရံခါမျက်ရည်ဆက်လက်နေမိရှာ၏ပေါတူးသည်မဖွားရင်မျက်နှာမသာယာခြင်းကိုမြင်ရပြန်သောအခါသာ၍စိတ်မချမ်းမသာဖြစ်လေ၏နောက်ဆုံး၌မဖွားရင်က မိမိ၌အပြစ်ရှိလျင်ဖွင့်ပြောပါဟုငိုယိုကပြောရှာသည်တွင် ပေါတူးသည်မိမိအဖြစ်အပျက်ကိုထိန်ချန်ထားခြင်းအဖြစ်တယောက်နှင့်တယောက်အထင်မြင်လွဲပေါ်သာရှိသည်ဟုသိမြင်ရလေကပလင်း၏ထုတ်ပတ်တီကိုအစမှအဆုံးပြောပြလိုက်လေ၏သူကမဖွားရင်သည်ပလင်းကိုစွန်အောင်ရောင်းရန်ခဲရင်မီမဟုတ်ကြောင်းနှင့်ပြောပြကာအားပေးပြီးလျင်မကြမီတွင်တမျိုးတရွာသို့ထွက်ရန်စီမံကြလေသည်ဘယ်ကြောင့်ဆိုသောလူတိုင်းကငယ်ရွယ်စဉ်မှစ၍သိလာကြသောပေါတူး၏လက်တွင် ဤမြောက်လောက်ထူးဆန်းသောပလင်းမျိုးရှိလိမ့်မည်ဟုယုံကြည်နိုင်ကြလိမ့်မည်မဟုတ်သောကြောင့်ပေသည်တနေ့တစ်နိုင်ပေါတူးတို့လင်မယားသည်ရွှေဒဂုံစီတီတော်ကိုဖူးမြော်ရန်သွားကြမည်ဟုသတင်းလွှင့်ပြီးနောက်ပလင်းကိုရောင်းရန်ကြံစီနှင့်နေအိမ်မှထွက်လာကြလေ၏မျိုးသမီးတို့ရောက်ကြသောအခါလင်မယားနှစ်ယောက်တို့သည် နေအိမ်ကြီးတစ်လုံးကိုငှားရမ်း၍အစေခံအမြောက်အများနှင့်တကွခန်းနာတိုက်မြိုက်စွာနေထိုင်ကြလေ၏၎င်းတို့၏ဂျမ်းမှာလူကုန်တယ်များ၏စကားကိုသာလူအများယုံတတ်သောကြောင့် မိမိတို့ကိုယ်ကိုလူချမ်းသာကြီးများဖြစ်သည်ဟုအခြားသူတို့မှတ်ထင်ကြစေရန်ဖြစ်လေ၏ပေါဒူးတို့မှာတိမ့်ထီပေါက်ထားသည့်ပြင်ပလင်းကိုလည်းမကြာခဏအသုံးချကြသောကြောင့်လူရရက်ဟူ၍မှတ်ထင်လောက်အောင်နေထိုင်နိုင်ရန်လည်းမခဲရင်လာကြရက်တန်ကြာရှိ၍ခြေတကြာရှိကြသောအခါ၎င်းမျိုးရှိလူကြီးလူကောင်းများသည် ပေါတူးတို့၏အငိမ်ပွဲဇက်ပွဲဖျားကုစုကျွေးဝဲများသို့လာရောက်ကြလေ၏ထိုထက်ကြပြန်သောအခါ၎င်းတွင်နှင့်မိတ်ဆွေဖြစ်ကြ၏ ောက်တူးသည်မိတ်ဆွေသည်များနှင့်နွမ်ပါဟန်ရှိသူများကိုတယောက်စီဖိတ်ခေါ်၍ပလင်းကြောင်ပြောပြပြီးလျင်ဝေယံတိုက်တွန်း၍စမ်းသည်အချို့ကဤများလောက်တကောတတိတူးရှိသောပလင်းကိုအဖိုးငွေ20ကျပ်လောက်များနှင့်ရောင်းမည်ဆိုခြင်းကိုမယုံကြည်ကြဟန်ဖြင့်ရီမောကြ၏တချို့ကလည်းအဝီစီသွားရမည်ဆိုသောကြောင့်အောက်လန်းစရာဟုဆွဆွဲကြ၏နောက်ဆုံး၌မြို့သူမြို့သားများသည်အောက်လန်းစရာဒီဟုသောဆွဆွဲချက်ကိုယုံကြည်ကြ၍၎င်းသတင်းပြန့်နှံ့ပြီးလျင်ပေါတူးလေမယားကိုအဝေးမှရှောင်ကွင်းကြ၏ လေးသင်ငယ်များသည့်မြင်းနှံကောင်ထက်ဘာကီရထားနှင့်သွားလိရှိသောပေါတူးလင်မယားကိုလက်ခုလဝါတိကလှောင်ပြောင်ကြ၏အချို့ကခဲများနှင့်ပြစ်ခတ်ကြ၏တို့ဖျက်ကလင်မယားနှစ်ယောက်တို့မှမျောလင်းသည့်အတိုင်းပလင်းရောင်မစွန်သည့်ပြင်သူတို့ဘာလက်ညှိုးထိုးခံကြရသဖြင့်စိတ်ညစ်ညူးရှိကြ၏နောက်ဆုံး၌ပေါတူးတို့သည်ထိုမျိုးတွင်ဆက်လက်နေထိုင်ရန်မဖြစ်နိုင်တော့သည်ဖြင့်ချားမျိုးတစ်မျိုးသို့ပြောင်းရွှေ့သွားကြလေ၏၎င်းမျိုးစစ်တွင်ပေါတူးသည်မိတ်ဆွေမဖွဲ့သေးပဲလူများ၏အရေးအခြေကိုကြည့်နေသေး၏ ရင်းတို့ရှိစဉ်ပလင်းကိုလက်မှမလွတ်နိုင်ပဲတည်သွားရကြေကအဝီစီတို့ကြာရောက်မြည်ဘေးကိုစိုးရင်ပူပန်လျက်သားလျင်မှိုင်တွေငေးမောနေလေ၏ပောက်တူးမှာပလင်းကိုရောင်းရန်ခဲရင်လိမ့်မည်ဟုစဉ်းစားမိလေလေတာ၍စိတ်ညစ်ညူးလေလေဖြစ်နေ၏နောက်ဆုံး၌ပောက်တူးမှာမအိတ်နိုင်မစားနိုင်တမိုင်မိုင်နှစ်သာရှိနေရကအသားရေကြုံလီဖြောတော့လျက်ရှိ၏မပွားရင်သည်သနာကျင်တာတဲ့သောသဘောရှိသည့်ပြင်လင်းကိုလည်းချစ်ခင်လာရကပောက်တူးအတွက်စိတ်မချမ်းမသာဖြစ်ရရှာ၏ တခါတရံပေါထုအတွက်မိမိကတောင်းယူ၍ဖြစ်နိုင်ခဲ့လျင်မိမိပင်ခံမာတော့မည်သူဤစိတ်ချမ်းသာလျင်ပြပါစေတော့ဟုစိတ်ကူးမိလေသည်တညတနိုင်မဖွားရင်သည်အဲ့ရမှာတရေနိုးလာ၍ကြိလိုက်သောအခါပေါထုကိုမတွေ့ရဘဲဂရင်အနီးကျမ်းပြင်ပေါ်တွင်စောင့်လျက်ရှိသောပလင်းကိုသာတွေ့ရ၏ထို့နောက်အဲ့ရမှာထလာ၍ဝင်းတွင်လှဲ့လေရှာဖွေသောအခါတစ်ပင်တပင်အောက်တွင်လက်မိုင်ချကထိုင်နေသော ပေါထုကိုတွေ့သည်နှင့်ချော့မော့ကအဲ့ရသို့ခေါ်လာခဲ့လေ၏ မဖွားရင်စိတ်ထဲ၌လင်ဒုက္ခကိုကုညီ၍ခံပေးလိုသောဆန္ဒသည်တာလွန်အားကြီးလာလေ၏တနေ့တနိုင်မဖွားရင်သည်အကြံတစ်ခုရသည်နှင့်အိမ်မှထွက်လာရာလန်ကီးရင်ဖိုးကြီးတယောက်နှင့်တွေ့လေ၏ဖိုးကြီးမှာပန်းနာယောဂရှိသည်နှင့်အပြင်းထန်ချောင်းဆိုး၍ချွေးများဒီဒီကျလျက်ရှိရာမဖွားရင်ကချောင်းဆိုးယောဂပျောက်ချင်မှ၏လောဟုမေး၏ဖိုးကြီးကပျောက်ချင်ကြောင်းပြော၏ဒေါ်ကမဖွားရင်ကကိုပေါတုလက်ရှိပလင်း၏ထုတ်ပတ်တီကိုပြောပြရာ အဖိုးကြီးကချောင်းဆိုးမပြောက်လျင်ရှိပေစီအဝီစီအကြမခံနိုင်ဟုပြန်ပြော၏ထိုကမဖွားရင်သည်ပေါတူးထံမှပလင်းကိုအဖိုးကြီးကဝယ်ယူ၍ရောဂါပြောက်ရုံများသာအသုံးပြုပြီးနောက်မိမိအားရောင်းလျင်မိမိကဝယ်ယူမည်ဖြစ်ကြောင်းပြောသည်နှင့်သဘောတူ၍ပလင်းဝယ်ရန်ထွက်သွားလေသည်ဖိုးကြီးသည်ပေါတူးထံမှပလင်းကိုဖိုးငွေ၅ချပ်နှင့်ဝယ်ယူ၍ပြန်လာခဲ့ရာမဖွားရင်ထံသို့ရောက်သောအခါချောင်းဆိုးရောဂါပြောက်ရုံများအသုံးချပြီးနောက်မဖွားရင်သို့အဖိုးငွေ၄ချပ်နှင့်ရောင်းချလိုက်လေ၏ မဖွားရင်ဒီပလင်းကိုဝှက်လျက်ပြန်လာခဲ့ရာလင်းပေါက်တူးမှာပလင်းရောင်းဆုံမိဖြစ်သောကြောင့်ရှင်ပြုံးလျက်ရှိ၏ထိုခါ၌ကမှိုင်ငင်းရန်အလုံးမှာမဖွားရင်ဤအလှဲ့ဖြစ်နေတော်၏ပေါက်တူးရှင်မြူးနေသလောက်မဖွားရင်မှာစိတ်ညစ်ညူးရလေတော်၏မဖွားရင်ကအလွန်ရှင်မြူးဟန်ရှိသော ပေါက်တူးအားအဖိုးကြီးမျှသနာဖို့သတိမရလျော့သလားဟုမေး၏ပေါက်တူးကမူသူတော်ဘာအရေးထက်မိမိရေးကကြီးသောကြောင့်ရှင်မြူးဖို့လောက်သာသတိရကြောင်းပြန်ပြောလေ၏ ောက်တူးစီမိမိရွှေမြူးတကဲ့သို့မရွှေမြူးနိုင်သည့်အပြင်တွေဝေငေးမိုင်ဟန်ရှိသောမဖွားရင်ကိုမြင်သောအခါစိတ်ထဲ၌မကြေမချမ်းဖြစ်၏လင်းတစ်ယောက်လုံးဝင်းတုံကြီးကျသွားသည်ကိုဝမ်းမသာနိုင်မဲသစိမ့်ပြင်းပြင်းများသာဖြစ်သောအဖိုးကြီးတစ်ယောက်အတွက်ဤများလောက်ပူပန်သောကရောက်ရလေသလိုဟုဒေါပွားလျက်ရှိ၏မိမိများကိုလည်းချိန်မောင်းရေရွတ်သေး၏တို့ရရင်သစ္စာရှိသောမဖွားရင်သည်အဖြစ်အပျက်ကိုဟုတ်တိုင်းမှန်ရာဖွင့်ဟပြောဆိုခြင်းမပြုဘဲခေါင်းငုံခံ၍နေ၏ တနေ့တနိုင်ပေါတူးစီစိတ်ညစ်ညူးသောမယားနှင့်အတူနေရလျင်မိမိပါစိတ်ညစ်ညူးခြင်းကူးဆက်လာလိမ့်မည်ဟုသဘောပိုက်သည်နှင့်အိမ်မှထွက်လာ၍ရက်ဆိုင်တဆိုင်တွင်မိတ်ဆွေသည်များနှင့်တောက်စားလျက်ရှိ၏။လူစုအနက်တွင်တေလီကြဘိုးကြီးဖြစ်နှင့်ကြီးပြင်းလာခဲ့သည့်ရစ်ထုတ်ကြီးတစ်ယောက်လည်းပါရှိ၏။ရက်တော်၏မူးရစ်လာကြသောအခါပေါတူးမှမိတ်ဆွေများအားတိုက်ရသောကြောင့်ပတ်စံကုံသွားကြောင်းသိရှိ၏။တို့ရတွင်လူစုမခွဲလို့သေးသည်နှင့်အိမ်သို့ပြန်၍ပတ်စံယူခြင်းအုံးမည်ဟုပြောရာ ရစ်ထုတ်ကြီးမှာဤမြလောက်လက်ဖွာသောမိတ်ဆွေတယောက်နှင့်မခွဲလိုသည်ဖြစ်၍အိမ်သို့အဖော်အဖြစ်နှင့်လိုက်ခဲ့မည်ဟုပြော၏။ပေါတူးနှင့်ရစ်ထုတ်တို့သည်ရက်ဆိုင်မှထွက်လာကြ၍ပေါတူး၏နေအိမ်သို့ ရောက်ကြသောအခါရစ်ထုတ်ကိုလမ်းမှစောင့်နေစေ၍ပေါတူးတယောက်ထဲအိမ်ထဲသို့ဝင်သွားလေ၏။မဖွာရင်မှဂရင်းကိုမှီလျက်မှိုင်းနေရာ ပလင်းသည်၎င်းအနီးတွင်ထောင်လျက်ရှိ၏။မဖွာရင်မှမူအိပ်ပြက်ဖန်များသောကြောင့်ငိုင်မီးလျက်ရှိ၏။ ပေါတုစီပလင်းကိုမြင်သည်နှင့်တပြိုင်နက်မယားဤစိတ်ညစ်ညူးခြင်းအကြောင်းနှင့်မိမိအပေါ်၌မြင်းများလောက်စိတ်စေတနာကောင်းနှင့်ကဲဆဲထားကြောင်းကိုတွေးတော်ရိမ့်မိလေရကားချိန်မောင်းမိသည်များအတွက်ယူကျုံမရဖြစ်နေ၏တို့ရာတွင်မြည်တို့ပြင်ဖြစ်စေအရက်ဝအောင်တွားရီတောက်အောင်အံ့ဟုတစ်တာထဲမှငွေများထုတ်ယူ၍ခြေပြားထောက်ခါထွက်လာကလေး၏ရစ်ထုံနှင့်တွေ့သောအခါပေါတုစီရစ်ထုံအားပလင်းရီထုံပတ်တီနှင့်သကွမိမိမယားဤသဘောထားကြီးမားပုံတို့ကိုပြော့ပြပြီးလျှင် တစ်ဖက်လက်နဲ့ပလင်းကိုမဖွှိုင်းရင်ထံမှဝေယူရန်ဆေလွှတ်လိုက်၏ပေါတူဤဂျမ်းမှာရစ်ထုတ်ဤလက်မှပလင်းကိုမိမိကတဖန်ပြန်၍ဝေယူရန်ဖြစ်လေသည်ရစ်ထုတ်သည်မဖွှိုင်းရင်ထံမှထွက်သွား၍မကြာမီတွင် ပလင်းကိုပိုက်၍ပြန်လာလေသည်ထိုအခါပေါတူကဘလောက်ပေးရသလဲဟုမေးရသုံးချက်ပေးခဲ့ရသည်ဟုပြော၏ဒါဖြင့်ကျုပ်ကိုနှစ်ချက်နဲ့ရောင်းပေတော့ဟုပေါတူကပြောသောအခါရစ်ထုတ်ကဒီလောက်ထူးဆန်းတဲ့ပလင်းကိုလူမိုက်မှသာရောင်းမှာပေါ့ငါမရောင်းဘူးဟုပြော၏ ပေါတူးကမယောင်းလင်းဝီစီကြမိကြောင်ပြော့ပြသောအခါရစ်ထုတ်ကမထူးပါဘူးကွယ်ပလင်းရောင်းရောင်းမယောင်းရောင်းငါလိုအကောင်ဝီစီကလွဲလို့သွားစီရန်လည်းမရှိပါဘူးဒီအတူတူမသေးခင်ပျော်ပျော်ကြီးနေကြတော့မယ်ပေါတူးရေဟုပျော်ပျော်ဆိုဆိုနဲ့ခတ်တုတ်တုတ်ရှောက်သွားလေတော့သတည်းဆိုင်းရှေဦးရောင်းရဲ့ပလင်းဆောင်ဘလူးဝထုတို့လေးရတော့ဒီမှာရင်ဆုံးသက်ပြီဖြစ်ပါတယ်ဗီတာဂျိုကာ channel ကိုအားပေးနေကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးမြင်တင်ရှိပါတယ်နော်